ဟယ်လိုမင်္ဂလာပါပကိုးမျိုးကိုရောက်နေပါတယ်ရှင်ဒါပကိုးကအမျိုးတွေပကိုးကအချစ်တွေနဲ့ခေါပြင်းတူတူစားမယ်ဟိုမှာခေါပြင်းဆိုင်လေးဆိုရှယ်လစ်၃လမ်းထိပ်ကခေါပြင်းဆိုင်လေးနားမှာကြပြရှိပါတယ် မုတ်လာကျွေးကျင်နေဆိုလဲကျွေးလို့ရပါတယ်မုတ်စားတင်နေဆိုလဲလာခဲ့ပါခေါပြင်ကျွေးပါမယ်ဒါကြပြတော့ငငယ်လေးရစားရဲခေါပြင်ပေါ့နော်ကြပြတော့အရန်စိုက်တဲ့ပကိုးမျိုးကနမဲအကြီးဆုံးဆိုရှယ်လစ်၃လမ်းထိပ်ကခေါပြင်ဆိုင်ရဲ့ဘေးမှာကြပြရဲ့ KP ဆိုင်လေးရောက်နေပါပြီရှင် KP fashion ဆိုင်လေးကိုကြပြတော့ပကိုးမျိုးမှာ1235ပေါ့နော်ဒါကတော့ကြပြရှေ့ရှေ့ဒီ28ရက်နေ့မတိုင်ခင်တည်းကငှားထားတဲ့စိုက်နေရာလေးပါ ိုင်နေရာလေးကပတ်စံလဲပေးထားပြီးသားဖြစ်နေတယ်။ဆိုင်ကလည်းငှားထားပြီးသားဖြစ်နေတယ်။အဆိုင်ဖွင့်ဖို့လည်းအကုန်လုံးလုပ်ထားပြီးသားဖြစ်နေတာပေါ့နော်။တိုးအတွက်အဲ့အတွက်ကိုကြရတော့ဒီနေ့ဆိုင်မှာတန့်ရှင်းရတာလုပ်တယ်။တင်2 3 4 5 5ရက်တိုင်တိုင်ပဲခူးမြို့မှာကြပြတို့ KP ရွှေဝန်းဝါဆိုင်လေးရှိပါမယ်เนาะဈေးရောင်းပွဲလေးပေါ့เนาะလိုအပ်တဲ့သူတွေလည်းဝဲပါဈေးတွေအသက်သာဆုံးနဲ့ပဲခူးမြို့မှာကြပြတို့လာခဲ့ပါမယ် ိုရှယ်လစ်သုံးလမ်းထိပ်ကခေါပြင်းဆိုင်လေးရဲ့ဘေးဒေါန့်ကွက်ကလေးကဒေါန့်နေရာလေးမှာပါရှင်ဒီနေ့တော့ကြပြတို့ဒါတန့်ရှင်းရေးလုပ်တယ်အပေါ်တက်ဒီမှာလည်းနေဖို့အတွက်တန့်ရှင်းရေးလေးတွေလုပ်မယ်ဒါကတော့ကြပြတို့၅ရက်ပဲလာဖွင့်မှာဖြစ်ပါတယ်ရှင်ဟိုပထမကတော့ကြပြတို့ဒီဆိုင်လေးကဘယ်ရက်ဖွင့်ဖို့လုပ်ထားတာလဲဆိုတော့နေပြည်တော်မှာကြပြတို့က28 29 30 1နော်အဲ့ဒါပြီးတော့ကြပြတို့ဒီဒီဆိုင်လေးကအဲ 3569ခွန်ဖွင့်ဖို့လုပ်ထားတဲ့နေရာလေးပေါ့နော်3569ခွန်ကြံမတိုင်ခင်ကို3569ခွန်ဒီမှာအဲဈေးရောင်းပွဲလေးလုပ်မယ်ဆိုပြီးတော့ငှားထားတဲ့နေရာလေးပါငှားထားပြီးသားလည်းဖြစ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့ဘကိုးမျိုးကိုအခုလာမဲ့1235 5ရက်ကိုဒီမှာဈေးလာရောက်มาဖြစ်ပါတယ်အခုဆိုင်ကန်းနေရာလေးကိုတော့စန့်ရှင်းရေးစဝင်နေပါပြီပဲခူးမျိုးอ่ะကိုယ့်ရဲ့အမျိုးတွေတငယ်ချင်းတွေရှိတဲ့ဆိုင်လာခဲ့ပါခေါပြင်ကျွေးပါမယ်ရှင်ဒီမှာကျွန်တော်ငငယ်လေးရစားတဲ့ခေါပြင်ဆိုင်ဒီကွာစားတော့မှာခေါပြင်ကစားတော့မှာပဲခူးမျိုးရဲ့ခေါပြင်อ่ะအရန်ကောင်းတာเนาะဘာကောင်းတာလဲဆိုတော့သူ့ရဲ့ကောင်းခင်းလေးอ่ะလေစံချမ်းမပါပဲနဲ့လေဤဆက်နေရပဲထင်းရဲ့ရည်လေးရောအရန်ကောင်းတာကိုသွားစားတော့ ဒါတော့ကဗျားတို့စိုင်တန့်ရှင်ရည်လေးစဝင်တာပေါ့နော်။စိုင်ရတော့ကဗျားတို့ဒီအပေါ်တက်ပေါ့နော်။အပေါ်တက်ပေါ့ခဏလေးနော်။အပေါ်တက်ပေါ့အောက်ဆက်ပေါ့အပေါ်နော်။ Socialist တောင်းလန်းထိတ်ကဒီတောင်းနေရာလေးဖြစ်ပါတယ်။ဒီနေရာလေးမှာကဗျားတို့ငါရဲ့တိုင်တိုင်ဈေးရောင်းပွဲလေးကျင်းပမှာဖြစ်ပါတယ်ရှင်။လိုအပ်တဲ့သူတွေကိုတွက်ဖို့လဲအတန်ဆုံးဈေးနှုန်းလေးတွေနဲ့ကဗျားပစ္စည်းတွေလဲကြိုးဝယ်ပြီးသားဖြစ်နေတယ်။ဆိုင်ကန်းတွေလဲငှားပြီးသားဖြစ်နေတယ်။ဆိုင်ကန်းငှားတွေလဲပြီးပြီးသားဖြစ်နေတဲ့အတွက်ကြောင့် ဒီနေရာလေးမှာခင်ဗျားတို့9ရက်ဈေးရောက်မှာဖြစ်ပါတယ်ဒီနေရာလေးပါเนาะဒီနေရာလေးမှာအခုကတော့ဆိုင်လေးနည်းနည်းလာပြင်ဆင်နေတာဖြစ်ပါတယ်တရက်နေ့ဆိုရင်တော့လာပြီးတော့ဈေးဝယ်လို့ရပါပြီရှင်ကျဲလဲကျဲပါတယ်ဆိုင်လေးကဒါတော့နည်းနည်းတော့ပြန်ပြီး shiny wine တော့လောက်အောင်ပါပေါ့เนาะဒါတော့အပေါ်တက်မှာတော့အော်တခါတည်းအိမ်လေးဆိုတော့ပုံမှန်နေလို့လည်းရတယ် ခိုင်းရတော့ဒီအပေါ်နဲ့အောက်နဲ့ပေါ့ဒီလိုမျိုးပုံစံမျိုးလေးပါရှင်ဒါတော့မကိုးမျိုးဆိုရှယ်လစ်ဆိုရှယ်လစ်လမ်းမပေါ့ဆိုရှယ်လစ်သုံးလမ်းထိပ်ကနေရာလေးပါအဲ့တော့အခုဒီနေ့တော့ကြပြတော့ဒီမှာတန့်ရှင်းရေးလုပ်ပြီးတဲ့ဆိုရင်တော့ပြန်မှာပါအဲပြန်ပြီးတော့မှဒီမှာနောက်လိုအပ်တဲ့ဟာတွေကိုနောက်တနေ့လာပြီးတော့လိုအပ်တဲ့ဟာတွေလာထည့်မယ်။ဒါတော့ဒါကြရတော့ပြီးခဲ့တဲ့လတွေကငှားထားတဲ့နေရာလေးပေါ့နော်။ပြီးခဲ့တဲ့လတွေကငှားထားတာဆိုတော့ဟိုင်း ွှေဝံဝါကြည်နေတယ်ရွှေဝံဝါတနာပါတယ်ချာအချစ်ကိုကလေခေါပြင်းစားခြင်းနဲ့ဘကိုခေါပြင်းစားခြင်းနဲ့ခေါပြင်းစားခြင်းနဲ့ခေါပြင်းဆိုင်ရဒီမာဝါခေါပြင်းဆိုင်ရဒီမာကိုမျိုးရဲ့နာမည်ကြီးခေါပြင်းခေါပြင်းစားခြင်းနဲ့လို့အခုပဲအခုခုပဲပြောလာလားဒီမာလောက်စူးစမ်းနေတဲ့ကလေးလေးတွေပါခေါပြင်းဝယ်ခဲ့ပါတဲ့ဝယ်ခဲ့မယ်သူ့သွားစားလိုက်အောင်မယ်ဟေးဖားကလေးဖားကလေးကလည်းဘိုက်ကိုဖောင်းနေရပါပဲ ဟမ်အပြည့်ဝဲခဲ့မယ်ဝဲခဲ့မယ်အဲ့တော့ဒီနေရာလေးမှာခင်ဗျားတို့1 2 3 4 5အခုကဧပြီပြီးတော့မေလပေါ့နော် မေ1 2 3 4 5မှာခင်ဗျားတို့ဒီမှာလာပြီးတော့ဈေးလေးလာရောက်ပါမယ်အဲ့ဒီအတွက်ကြောင့်ဘကိုးမျိုးအနီးတစ်ဝိုက်က အာဒီလိုအပ်တယ်ဆိုရင်လည်းလာခဲ့ပေးပါလို့ကဗျာဒီနေရာကနေကြတိတစားဖိတ်ပါတယ်ဘဘမျိုးပေါ်ကရှိတဲ့သူတွေဆိုရင်လည်းလိုအပ်တဲ့သူတွေဆိုရင်ကဗျာတို့ကဈေးတွေကိုပုံမှန်ရောင်းဈေးတွေထက်အဆမတန် short ပေးတာဖြစ်ပါတယ်။နေမှာဈေးလာရောင်းတဲ့အခါမှာတကယ်လိုအပ်နေတဲ့သူတွေလက်ထဲကိုထည့်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်လိုအပ်သူတွေလိုအပ်နေတဲ့သူတွေကိုအသက်သာဆုံးဈေးနှုန်းလေးတွေနဲ့ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်အာလာခဲ့ပေးပါလို့လည်းကဗျာဖိတ်ပါတယ်နော်။နေရာလေးကတော့ဒါကဗျာတို့အခုနေ့လယ်၁၂နာရီကိုဆိုင်ရအေးတယ်။ အေးတယ်အရှိမလည်းရက်စရာကဒီမျက်နှာစာမှာလည်းအကြဲကြဲလွင်းလွင်းရက်လို့ရတယ်ဒီဘေးလန်းစားမှာလည်းကြဲကြဲလွင်းလွင်းလက်လို့ရက်လို့ရတယ်ကားရက်ဖို့တွေဆိုင်ကယ်ရက်ဖို့တွေလည်းအဆင်ပြေပါတယ်နော်အဲ့တော့ဆိုင်ကယ်ပေါ်မှာရက်ဆောင်မဲ့သူတွေဆိုင်ကယ်အပြင်မှာဆောင်မဲ့သူတွေဆိုလည်းအေးအေးချမ်းချမ်းလေးဆောင်လို့ရတယ်။တချို့ကျတော့ဟိုဈေးဝယ်တဲ့သူတွေအထက်ဝင်တာလေမဝယ်တဲ့သူကျတော့အပြင်မှာဆောင်ရတာနေဘူးကြီးတွေမှာဆောင်ရတယ်ဆိုတာအဆင်မပြေဘူး။ဒီနေရာလေးကျတော့အေးအေးချမ်းချမ်းလေးနဲ့အပြင်မှာလည်းနေရိပ်တယ် เนาะနေနေနေရိတ်ထဲမှာလဲစောင်းလို့ရတယ်ပြီးတော့ကားပါကင်လဲမချက်ဘူးဒီဘက်လမ်းကောဒီဘက်လမ်းကောနှစ်ဖက်ဆိုရှယ်လစ်၃လမ်းထိတ်มาဖြစ်ပါတယ်เนาะအဲ့တော့အားလုံးလဲအဲတစ်ဆင့်စကားတစ်ဆင့်လေးတွေနဲ့ပြောပြပါလို့ဘာလို့လဲဆိုတော့အခုချိန်မှာမတိလိုက်တဲ့သူတွေရှိရလေတချို့ကြတော့လဲကြပြာတို့ပြန်သွားပြီးမှဩဇီယောက်ဘွဲ့တော့လာသွားတာလားမတိလိုက်ဘူးလို့ပြောတဲ့သူတွေတွေလည်းရှိရပါတော့เนาะအဲ့ဒီအတွက်ကြောင့် အဲတည်တယ်ဆိုရင်ကျွန်တော်တို့ social သုံးလမ်းထိမ်းမှာ KP fashion လည်းရှိမယ်ရွှေဝင်းဝါเนาะနောက် ပြီးတော့ထမိန်ကျူတွေဂါဝင်တွေဆိုရင်လည်းကျွန်တော်တို့ဈေးရောင်းပွဲတော်တွေမှာဆိုရင်ရန်ကုန်မှာမရောင်းပေးတဲ့ဈေးတွေလည်းတော့ရောင်းပေးတာဘာလို့ဆိုတော့ပို့စီလာတဲ့ customer တွေအချိန်သေးပြီလာရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေရလူတွေဆိုရင်ကျွန်တော်ရောက်တဲ့အချိန်လေးမှာကိုယ့်ချစ်လို့လာတွေ့ကျင်တဲ့လူတွေဝယ်နိုင်အောင်ပေါ့နော်ဝယ်နိုင်အောင်အားလုံးအဆင်ပြေအောင်လို့နေရလူတွေဆိုရင်ကျွန်တော်ပို့ရှော့ပေးတယ်အဲ့တော့နေရလူတွေကပို့ပြီးတော့ကန့်ကောင်းတယ် ဲလီကလည်းမကုံဘူးနောက်ပြီးတော့နေမှာဆိုပေမဲ့ကြပြားတို့လာတဲ့အခါမှာကိုစိတ်ကြိုက်ဝယ်ယူခွင့်ကိုစိတ်ကြိုက်ရွေးချယ်ခွင့်ကိုစိတ်ကြိုက်အသားတွေကင်ခွင့်ဝတ်ကြည့်ခွင့်အများကြီးရှိရယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လာခဲ့ပါလို့ဆက်ဆက်တလန်အာကော်ရီဆိုင်ရတော့ပြောမနေနဲ့တော့ပြောမနေနဲ့တော့ဟိုအဘိုးမလာဖွင့်ရတဲ့အကြောင်းကြီးကကိုစားတင်တာတွေစားဖို့ပြောဖွင့်သူကိုစားတင်တာတွေစားဖို့အဘိုးမနေ့တိုင်း မိုးလင်းတိုင်းကော်ရီစားတယ်နောက်ပြီးတော့ဒီနားမှာဦးအောင်တန်းထမင်းကျော်သာရှိတယ်ပဲခူးမြို့မှာပဲခူးမြောက်ရောက်လို့ရှိရင်ဒီ social land ထဲမှာအဦးအောင်တန်းထမင်းကျော်ရှိတယ်အဲ့မှာဘယ်ပေါင်းထမင်းကျော်လို့ပါလို့အရှမ်းကောင်းတယ်တကယ်တော့ဒီဆိုင်လေးနေရာကိုတွေ့ရတဲ့အကြောင်းရင်းအဲ့ထမင်းကျော်လာဆိုင်နဲ့ဒီဆိုင်လေးကိုတွေ့တာ တပြားတော့ပကိုးလာတယ်ဆိုရင်ကော်ရီပကိုးကော်ရီခောက်ဆွဲစားတယ်ဖျားလန်းပကိုးကော်ရီခောက်ဆွဲစားတယ်ဥအောင်တန်းထမင်းကြော်စားတယ်အဲများသောအဖြစ်ကတော့မနှက်စားဆိုအဲ့ဒါစားတယ်နေ့လယ်စားတော့ဘာလို့ဆိုညနေစားတော့ဘာဆိုခေါပြင်းစားတယ်နောက်ပကိုးကတ်ကြီးကြိုက်စားတယ်ပကိုးပကိုးဒေတာတူရအဲ့လိုမျိုးလေးစားတယ်ဟဲ့တငယ်ချင်းဒီမှာခေါပြင်းခေါပြင်းဒီမှာခေါပြင်းခေါပြင်းခေါပြင်းနဲ့ငါနဲ့ကဘေးချင်းကတ်အာခေါပြင်းတဲ့ကိုနေကဘေးချင်းကတ်ဆိုတော့တငယ်ချင်းရဲ့ ကဲအဲ့တော့ဘကောကတငယ်ချင်းတွေခင်ဗျားတို့ကြောင်းတော့တက်တဲ့တငယ်ချင်းတွေရောအဲခင်ဗျာတယောက်ချင်းစီလေးတွေကိုမဖိတ်နိုင်လို့ရှိရင်လည်းလာခဲ့ပါလို့အားလုံးဖိတ်ပါတယ်ဘကောမျိုးကတငယ်ချင်းတွေအကုန်လုံးကမိတ်ဆွေတွေအကုန်လုံးကဆွေမျိုးတွေအကုန်လုံးကဆက်ပြလို့ချင်းလို့တဲ့ဆက်ပြတို့လို့ရှင်တို့ပါမလာတဲ့ပါမဆက်ပြလို့ရှင်အကုန်ပါမပါရှင်ဆက်ပြတွေဆိုရင်လည်းဒီစကောက်ချပါသေးတယ်เนาะ10%ဒီစကောက်နဲ့ရောင်းပေးတာပါ ကျွန်တော်တို့ online နဲ့ page တို့ရန်ကုန်မှာမှာလို့ရှိရင်တော့10% discount မရပါဘူးဒီလိုပဲကုန်းမျိုးရဲ့ကျွန်တော်တို့ရဲ့ဇယောင်းပွဲတွေမှာလာဝယ်တယ်ဆိုရင်တော့10% discount ရပါတယ်ရှင်လို့ရှင်းတော့မရအောင်စက်ပြရမယ်โอเคอ่ะรอเอ่อถ้าก็พี่ๆง่า Wi-Fi ชิ้นเนี่ยอยู่ป่ะล่ะง่าขอเปลี่ยนตั๋วซ้าไล่ออกไปดีเนี่ยเลยอ่ะอีดิอีดิ ဒါကတော့ social lit lama ပေါ့ social lit lama ပေါ့ဒီညာဒီညာလေးပေါ့နော်အခုကတော့ကြပြတော့တန့်ရှင်းစားတော့အပေါ်အပေါ်ထပ်မှာကလေးတွေနေမယ်အောက်ထပ်ကတော့ကြပြတော့စိုင်လေးလုပ်မယ်ပေါ့နော်စိုင်လေးလုပ်ပါမယ်ရှင်ဟုတ်တယ်ဒီလိုနေရိပ်လေးရှိတာအဆင်ပြေတယ်ကဲကိုကြီးဗာပြောချင်သေးတယ်အကိုကြီးကဘကုံးမြွေလမ်းတွေကိုတခုမှမသိပဲကျွန်တော်သိတယ်ဆိုပြီးတလွဲတွေကြီးပဲချိုးသွားတာအဲ့ဒီကိုကြီးပေါ့ကွယ်အဲ့တော့ဟောပြင်းနေစားလိုက်လိုက်ခဲ့ပါ တပည့်ဒီအရေပြင်မာလာတဲ့တပည့်ဒါလည်းပြင်မာလာတဲ့ယာပပင်းစားမယ်ခေဟာကိုရီးယားဟာချွေချမင်းအမြက်ခေါ်ပြင်းအာအဲ့လားဘကုံးမြူရဲ့နာမည်အကြီးဆုံးငငယ်လေးတွေကစားတာပါရှင်သူ့ရဲ့ကောင်းကျင်းသားလေးဟိုကလေလုံးဝ ဆန်ချမ်းဆန်ကြော်လုံးဝမပါဘူးအစ်ဆက်နေရပဲမနီအာစားမင်းအဲ့တော့ခေါပြင်ကြိုက်တယ်ဆိုရင်မစားဘူးဆိုရင်ဒီဇိုင်းကခေါပြင်ကိုလာစားကြည့်ပါဒီဇိုင်းကခေါပြင်ကကျတော့ငငယ်လေးတွေကចောင်းတက်ထဲကចောင်းတူလေးဘဝတွေကစားတဲ့ဆိုင်လေးဒီဇိုင်းကအစ်ဆက်နာပဲအစ်ဆက်ဖွေးတန်ရပါပဲဒီခေါပြင်ကြိုက်လား hoa đuôi ở khoa biển tây, thế nào là yang gạo này, ăn gì lên này, sao bà mới xin, sao bà mới xin, ăn chè kia mà chè, cái này này chả phải lông nó, cái này này tao biết gì sao không? sao ăn nóng à, sao ăn nóng mà vậy nhé, ဒါကြပြတငယ်ချင်းတွေဆိုတည်တယ်ကြပြတငယ်ချင်းတွေဘကိုးကလူတွေဆိုရင်ရန်ကုန်လိုင်းခေါပြင်းမဲမာတာခေါပြင်းမဲမာကတော့ရမတင်အိစာတော့ရန်ကုန်ရန်ကုန်ရန်ကုန်ကိုဘကိုးကိုကြုံနိုင်ခေါပြင်းမဲမာ တိုင်းလေးကမပေါ်မှာလည်းပြရတော့ဒီတိုင်းလေးအဲ့တော့ဟိုဈေးဝယ်တဲ့သူတွေကိုဈေးဝယ်တဲ့သူတွေကိုစောင့်တဲ့သူတွေဆိုလဲဒီမှာခေါပြင်ဆိုင်လေးမှာခေါပြင်ဆိုင်ရင်းနဲ့ရင်းနှွေးလေးတောင်းရင်းနဲ့ထိုင်ဆောက်ရတယ်ဒီဆိုင်လေးမတော်ကအင်းတကောကတဲ့လာခဲ့လေအင်းတကောကဆိုရင်လာခဲ့ပါထိတ်ပါတယ်ဒါတဲ့သူတွေကိုအဲ့နိခေါပြင်စတုပိတာကျွေးမယ် လာခဲ့ပါတောင်ကူသူလေးကင်းတော့ဆိုတိတ်မဝေးဘူးလေလာခဲ့လာအောင်ပြရုံးဈေးရောင်းပွဲကျင်းပမယ့်နေရာလေးပေါ့နော်တချို့ကြတော့လေဟိုအထိုင်ဖွင့်မယ်လို့ထင်ပါသလိုအထိုင်မဖွင့်ဘူးနော်ဟုတ်ကျေးဇူးပါဟုတ်ပြင်းနေဆိုင်လေ ဟောပြင်းဆိုင်လေးစားပြော social list 3လမ်းထိုက်มาပါရှင်ဟောပြင်းရတော့ဆွိုက်ပုံလဲနော်ဆွိုက်ပုံဒီအားလေ social list လမ်းမပေါ်ပဲเนาะဒီ marketing လမ်းမပေါ် marketing လမ်းမပေါ် social list သုံးလမ်းထိတ်ပြရတော့အဆွဲလမ်းကြီးရယ် ဘိုးသူလေသူကလေရန်ကုန်ကခေါ်ပြီးနေမစားတတ်ဘူးအမှန်တိုင်းပြောတာမုတ်လက်ဆောင်ဆိုလေရန်ကုန်မုတ်လက်ဆောင်မတောက်တတ်ဘူးဘိုးကမုတ်လက်ဆောင်မတောက်တတ်တယ်အဲခေါ်ပြီးရင်တော့ဗမာမုတ်လို့ဆိုလေဘိုးကပဲစားတတ်တယ်ပဲကြော်ဆိုလေဘိုးကပဲကြော်ပဲစားတတ်တယ်ဟိုရန်ကုန်ကပဲကြော်တွေကဘာဖြစ်လို့လဲဆိုတော့စီစီစီကြောက်လာတော့ဘာလို့လဲမသိဘူးစနစ်များလို့လားစီရဲ့အနံ့ကိုကြိုက်လို့လားမသိဘူး ပဲကြော်ဆိုတယ်ပြောတော့ပြုံးပဲကြော်လေးဘကူကပြုံးပဲကြော်အဲ့ဒါပဲမှားစားတယ်ငပိဆိုလဲဆွဲလန်းကြည့်တယ်ဘကူကငပိရေပဲစိုက်တယ်အဲ့ဒါဘကူတို့တော်တော်များများအဲ့လိုနေပြောင်းသွားလို့ရှိရင်ဘကူကအသာသာလေးကိုစိုက်ကြတာများတယ်အဲ့နေမှာအဲ့လိုမုတ်ချီတယ်ဆိုပေမဲ့အရသာမတူဘူးတကယ်မတူတော့ ဟောပြန်ကြော်လဲရန်ကုန်မှာပဲဆိုင်မမစိုးဝယ်စားလို့ရတယ်။ဘာမှမတူဘူး။မုန်းလောက်တောင်းဆိုလဲအဲ့လိုပဲ။မတူဘူး။ခဏရရပါလဲမတူဘူး။ဘာမှမတူဘူး။ဘာဖြစ်လို့လဲမသိဘူး။ဒီကလိုပြရကြမုန်းလောက်တောင်းလေးစတုတီတာကျွေးတယ်ဆိုလဲအဘဘိုးကပဲအော်တာမှာတာ။ဘဘိုးကအချိန်20အချိန်30အော်တာမှာပြီးတော့ကျွေးတာရန်ကုန်ကမှာကျွေးတာမဟုတ်ဘူး။နေနေတော့ဘိုးသူတွေကအစားတောင်းတဲ့ပတ်သက်နေနေကြောင်ဖတ်တာ ဘုလက်ဆောင်ဆိုတဲ့အကူကဘုလက်တောင်းတဲ့တွေရှိမှာအော်ရာမာရန်ကုန်ကားတွေနဲ့တဲအဲ့လိုတိုက်တာမုံဟင်းကားဆိုတဲ့ဘကိုးမုံဟင်းကားပဲတိုက်တယ်ရှားမုံဟင်းကားဆိုမစားတတ်ဘူးဘကိုးမုံဟင်းကားပဲစားတတ်တယ်ไอ้มาร์ก็ขี้เลยกระเปียไม่ပြောတတ်ဘူးဒီကြအများကြီးမမှတ်မိတော့อืมနောက်ခလေးတွေ ါ်လာတာမဆိုးဖြစ်ရတရတရတလောင်းဝင်နဲ့တန်တယ်ရှိလားတော်တော်အလုပ်ကျူးစားတဲ့ကလေးတန်တယ်ပြန်တယ်ကြောင်လေးလေမခုံမခုံမကပ်ဘူးတော်တော်လောက်တယ်တော်တော်မပြောရဘူးပေါ့ရှိရဲ့အဲ့ဒါဝင်တယ်ဒီကကဘလို့ဖြစ်နေလဲဆိုတော့ဝင်တန်းနဲ့တထဲပြင်တထဲတွေကဝင်တန်းမြင်လားအာရန်နဲ့အလုပ်တွေလုပ်ပြီးတော့အဲ့လိုတန်ရှင်းရေးတွေပါလုပ်နေပြီဆိုအဲ့ဒါအဲ့ဒါပိုင်းရှင်တွေတထဲတွေပဲဝင်တန်းနဲ့ဆိုဘလို့မလုပ်ဘူး ဝန်ထမ်းတွေခေါ်လာတဲ့လူတွေဆိုရင်ဘာမှမလုပ်လုပ်ပါလုပ်ပါဒါလေးလုပ်ပေးပါဟိုလေးလုပ်ပေးပါလို့ပြောတာအခုမခုံမကတ်မနာတဲ့လုပ်နေတယ်ဆိုရင်အဲ့ဒါဝင်မမေးနဲ့အဲ့ဒါဆိုင်ရှင်တော့မဟုတ်ဘူးတစ်ပြေးပဲဟယ်လိုအဲ့ဒါစပန်လေးတိုက်မှရှိရတိုက်မှရှိရအမီတမီခဏနေမှာပတ်စံလာပို့မယ်နော် nè Cô chào là nì ghê để tụi nó sẽ cần thì nì ghê đó Có có biệt là gì Là rất nhẹ nì gặp Nếu em muốn được vào phép này thì nó không được phép này là tiền nè Thế nhiên là ông nó là quả nè, muốn nó xong ba là quả nè Muốn nó xong vậy ạ Thật là quả nè nó wow. noir à, ấy. Xanh rồi, Cái này? dạ bây giờ lúc con em xài đi bà tôi sẽ liệt tông lan thành nó tôi sẽ liệt tông lan thành mà bà chứ rồi có biển xài nè ။ဟိုအမျိုးသမီးတွေကိုယ့်ရဲ့ဆွေမျိုးတွေမိသားစုတွေဈေးဝယ်တာကိုဒီမှာအေးအေးလူလူထိုင်ပြီးတော့နေလို့ရတယ်။တကယ်လို့ဆိုင်မှာမထိုင်ဘူးဆိုတော့ကြ བྱ ာတို့ရဲ့ဆိုင်ရှိလေးမှာနေရိပ်ပါတယ်။အဲ့မှာထိုင်လို့ရပါတယ်။ထိုင်ဆောင်လို့ရပါရဲ့ရှင်။အဲ့တော့လာခဲ့ပါလို့အားလုံးဖိတ်ပါတယ်နော်။အဲ့ဒီရောက1 2 3 4 5 5ရက်ဖဲစီရောက်မှာပါအဲအဆင်ပြေတယ်ဆိုရင်လည်းလာခဲ့ပေးပါ လိုအပ်နေတဲ့သူတွေဈေးတက်တာနဲ့ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်လာခဲ့ပါလို့အားလုံးကိုဒီနေရာကနေဖိတ်ပါတယ်။နောက်တစ်ခုကကြပြတော့ online လေးတွေကတချို့ကြတော့ကြည့်လို့ရတဲ့လူတွေရှိရကြည့်လို့မရတဲ့လူတွေရှိရအတွက်ကြောင့်တစင်စကားတစင်လေးနဲ့ဖိတ်ပေးပါလို့ကြပြတော့ဒီမှာဈေးလာရောင်းမယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းပြောပေးပါကြော်ညာပေးပါလို့ဒီနေရာကနေပြတာရက်ခံပါတယ်။အားလုံးကိုလည်းပြည့်ကျင်ပါတယ်ကြပြတော့ လာတဲ့အခါမှာလဲရန်ကုန်ဈေးတွေထက်တောင်ဈေးသက်သာအောင်လုပ်ပေးကြတာဖြစ်တဲ့အတွက်ကြောင့်ဝယ်တဲ့သူတွေအတွက်ဘတော်မှစိတ်မညစ်စေရဘူးအတန်ဆုံးလေးတွေနဲ့ပစ္စည်းကောင်းလေးတွေပစ္စည်းကောင်း quality လေးတွေကိုရစေချင်လို့ပါအခုချိန်မှာအကုန်လုံးကပုံမှန်ဟိုအလုံလုံနေကြရတာပေါ့နော်လူတိုင်းကအလုံလုံနေကြရတာပဲအလုံမလုံပဲရက်တီလို့ရတဲ့သူဆိုတာမရှိဘူးတကယ်ဆိုရင်ကြပါတို့လည်းမလုံချင်ဘူးတို့ပဲမလဲအလုံလုံကကို့မှာရှိတဲ့ဝန်ထမ်းတွေအယောက်50 60ဒါချုပ်ယုံနေဆိုရင်အယောက်ကိုမှ100 200 ထောင်နဲ့ချီပြီးတော့အဲ့လိုမျိုးလူတွေအထွက်ကိုကြ བྱ ာတို့အလုံးလုံးရတယ်ဈေးရောင်းရတယ်ကြ བྱ ာတို့အထယ်ကုံမှချုပ်သမားတွေကအထယ်ကချုပ်လို့ရမှာကြ བྱ ာတို့အထယ်မကုံရင်တို့မိသားစုတွေမှာအရန်ဒုက္ခရောက်တယ်အထည်မရှိရင်တို့ဘာနဲ့စားမလဲပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်အလုတ်ကတော့လုံနေရမယ်ခင်ဗျားတို့လည်းလုံချင်ပေမဲ့လည်းလုံနေရတဲ့ကာလလေးတွေဖြစ်ပါတယ်အရင်တော့ဆိုရင်လုံရင်လုံတလောက်ဖြစ်တယ်အခုချိန်မှာလုံရင်လုံတလောက်မဖြစ်တော့အရင်ထက်လည်းပိုပြီးအားဆက်ရတယ်အရင်ထက်လည်းပိုပြီးစူးစမ်းရတယ် ။ကြပါခုနတင်ထားတဲ့ဟိုပို့ဆိုတော့စိတ်တွေရှုပ်စိတ်တွေနောက်စိတ်တွေညစ်လာပြီဆိုတော့ကိုယ်ကလည်းလောက်မနေချင်တော့ဘူး။တို့မယ်ကြပါတို့ကအွန်လိုင်းပေါ်မှာဝစားဝစ်ပြရရတယ်ဆိုတော့ကိုယ်ကလည်းလောက်မနေလို့မရအောင်အဲ့လိုမလို့ကြပါဆိုရင်အကုန်အကုန်ကိုရဲ့စိတ်တွေရောဘာတွေရောအမြဲတမ်းတက်ကြွနေအောင်လမ်းဆန်းနေအောင်အမြဲတမ်းအရန်ကြိုးစားရတယ်အခုချိန်မှာလေအဲ့တော့ကိုရီးယားအလုံးမလုံးလို့လည်းမရဘူးကိုရီးနောက်မှာကိုရီးအလုံးမလုံးလို့ရက်နေတယ်ဆိုပေမဲ့ကိုရီးနောက်မှာရှိရဲ့အာ လေးတွေအတွက်ကိုဗျာတို့အလုံးလုံးမရမှာဖြစ်တဲ့အတွက်ကြောင့်အားပေးနိုင်တဲ့သူလေးတွေအားပေးပေးပါခဗျာတို့ဈေးရောက်နာလေးတွေကိုလည်းနားလေပေးပါအဲဒါမျိုးလေးတွေရတယ်ခဗျာဒါဆိုရင်အမှန်တိုင်းပြောရင်မဖွင့်ချင်တော့ဘူးသို့ပေမဲ့ပတ်စံပေးထားပြီးသားတွေဖြစ်တယ်နောက်တစ်ခုကတာခဗျာကျုံလို့ဟိုရင်ဖွင့်တာပေါ့နော်ခဗျာ28ရက်နေ့မတိုင်ခင်ကခဗျာတို့က28ရက်နေ့မှာငလင်းလောက်တာဟုတ်28ရက်နေ့မတိုင်ခင်နေရခဗျာတို့ကနေပြီးတော့မှ ိုင်ဖို့မလို့ဆိုပြီးတော့စိုင်နေလဲစံပေးထားပြီးသားတွေပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့အခါကျတော့အခုဆိုရင်လည်းကဗျာဈေးလည်းမရောင်းချင်ဘူးဒါပေမဲ့လည်းကဗျာတို့အလုတ်အလုတ်စီးပွားရေးတစ်ခုအနေနဲ့ကစံနေရလဲဝင်နေပြီဘာတွေလုကမအောင်မသိဘူးခေါင်းလေးကိုလေဘလို့စဉ်းစားမှအောင်မသိဘူးကဗျာတို့ချိန်မှလည်းဒီချိန်မှတော့ကဗျာတို့ထပ်ပို့ပြီးတော့အစိတ်တော့ကရောက်တဲ့သူတွေပုံများတယ်ဆိုတာသိပါတယ်ဒါပေမဲ့လည်းကဗျာတို့အနေအထားလေးနဲ့လည်းကဗျာတို့မှာတော့ကတွေရောအပူတွေရောတပုံးကြီးပဲ ါကျလမ်းလေးပျောက်ပြီးတော့ဘာလုံးလို့လို့ဘာဆက်လုံအောင်မလုပ်မသိတော့ဘူးဖြစ်လာ။ဒါပြဆိုရင်အဲ့နေပြီးတော့မှဆိုလဲဆိုင်ကန်းတွေငါးပြီးသားတွေဖြစ်နေတယ်။ဒါတွေဆိုလဲဆိုင်ကန်းတွေငါးပြီးသားတွေဖြစ်နေတယ်။အဲ့လိုမျိုးတွေဆိုတော့ဒါပြတို့ဒါပြီးတော့ဈေးရောက်တဲ့ခါလေးတွေမှာလည်းအဆင်ပြေတဲ့သူတွေကိုလာပေးပါလို့ကဗျာဒီနေရာနေပြတိုင်းရဲ့ခံပါရယ်နော်။အလုတ်လုတ်တာလေးမျိုးလည်းနားတယ်ပေးပါ။ငွေကြုံပြီးသားတွေဖြစ်နေတဲ့အတွက်ကြောင့်ကြပြာတို့မှာဆက်ပြီးတော့ run နေရတာဖြစ်တဲ့အတွက်ကြောင့် နားနေပေးပါလို့ပြောချင်ပါတယ်တကယ်ဆိုရင်တော့ကဗျာသားဒီနေရာမှာငွေမကျော်တော့ဆိုတော့ကဗျာရောင်းချင်မှလည်းရောင်းမယ်လာချင်မှလည်းလာမယ်ပေါ့နော်ဒါတွေကကဗျာတို့ငွေကျော်ပြီးသားနေရာတွေဖြစ်နေတဲ့အတွက်ကြောင့်ဩကဲငါထားပြီးမှတော့လုံလိုက်မယ်လေဆိုတဲ့စိတ်ကြီးနေပဲလာရတာဖြစ်တဲ့အတွက်ကြောင့်ကဗျာတို့ချစ်တယ်ဆိုရင်လာခဲ့ပေးပါလို့ကဗျာဒီနေရာကနေထိတ်ပါတယ်နော်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ် လုပ်ကလေးတွေကိုလုပ်တဲ့အခါမှာလည်းပြန်ပြီးတော့အားပေးပြီးကြတဲ့ဝယ်ပေးကြတဲ့ customer visa တို့တယောက်ချင်းပြန်ရတယ်ဒီလိုအများကြီးကျမာတယ်တကယ်လည်းကုသိုလ်ရပါတယ်ကြပြတော့နောက်မှာမိကိုလေးတဲ့ဝန်ထမ်းမိသားစုတွေဆိုတာအများကြီးရှိပါတယ်အဲ့ဒီတော့ကြောင့်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ကဲအဲ့တော့စိုင်လေးတွေကိုတစ်ခေါက်ပြန်သွားမယ်နော်အဒီခဏလေးနော်လာပြီမယ်နှစ်ရက်နှစ်ရက်နှစ်ရက်လောက်ပဲရှင်ရမယ်။ဟုတ်တာ ုံတအားထူထားတော့ရေဆိုင်လေးပါအဲတမန်တလေးတော့ဖွေးသွားပါမစုံတမန်တလေးရပထမတော့တော်တော်ကိုအစင်မပြေနေတာအခုတော့အယောင်လေးတော့ထွက်လာပါပြီဓာတ်တော်တွေနဲ့လေတိုက်ချပလိုက်ရမှာဖေဖေတို့အစစ်နဲ့လေကိုဝေးထားခဲ့လို့လေစိတ်ကောက်နေရဆိုဒီမှာဝင်ရင်းနေတယ်စိတ်ကောင်းနေလို့ထားခဲ့တာတဲ့သူလိုက်မယ်ဆိုတာဟုတ်တယ်သူနဲ့စိတ်ကောင်းနေလို့ထားခဲ့တာတဲ့ ။အာဟုတ်ပါဦးတဲ့အခြေဒီမှာမဟုတ်ပါဘူးတဲ့ပြောတယ်။အခြေနေစရာမရာမရှိမှဆိုလို့ထားခဲ့တာတဲ့။အဲအခုတော့တမန်ကလေးတွေတော့အယောင်ထလာပါပြီအခြေတဲ့။တော်တော်နှစ်ခေါက်သုံးခေါက်တော့တန့်ရှင်းဝင်ရမယ်တဲ့။အခေါက်ထဲတွေတော့မရလာဘူး။ဟုတ်ကဲ့ဦးလေးလာပြီဟုတ်ဟုတ်ဟုတ် ဟုတ်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 ကဲအဲ့တော့အလုံးကျေးဇူးများကြီးကျေးမာတယ်အလုံးလာခဲ့ပေးပါလို့လည်းဖိတ်ပါတယ်အာကိုရတို့ရဲ့ KP လေးကိုအမြဲတမ်းအားပေးကြတဲ့ online အားပေးတဲ့ customer ရောအဲတိုးတွေထွက်ရင်အားပေးတဲ့ customer ရောရန်ကုန်ဆိုင်မှာအားပေးတဲ့ customer ရောတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးများကြီးကျေးမာတယ်ရှင်အဲ့တော့အလုံးကအလုံးလောက်ကြရမှာဖြစ်တဲ့အတွက်ကြောင့်အလုတ်ကိုသိညစ်လို့မလုတ်ဘူးဆိုပြီးမလုတ်ပါနဲ့အလုတ်လုတ်ပါအလုတ်လုတ်မှအရာရာကလူနိုင်မယ်တန်းနိုင်မယ်เนาะ ကိုလှုပ်ချင်တဲ့ဟာမှတမယအကုန်လုံးငွေရှိမှလှုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်အလုတ်လှုပ်ပါအလုတ်စူးစားပါပတ်စံရှားပါနော်အရာလေးကိုလည်းဆက်လောက်ပြောချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီဆိုင်လေးကတော့ပကိုးမျိုးဆိုရှယ်လစ်၃လမ်းထိပ်ပေါ့နော်ဆိုရှယ်လစ်၃လမ်းထိပ်ကဒီမှာဒီဆိုင်ပုတ်လေးဆိုရှယ်လစ်၃လမ်းထိပ်ကဖောပြင်ဆိုင်နဲ့ပေးခဲ့ရမှာပါနော်မဟာဘောဓိကျောင်းတိုက်ရဲ့အိမ်ကြီးမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ကြပါတော့ ခင်ဗျားအလုံးခင်ဗျားတို့အလုံးလုံးရင်လောဘကြီးတယ်အဲဆိုင်ကတိုးပတ်တဲ့အချိန်မှာခင်ဗျားတိုးတွေကိုဇက်တိုက်ပတ်မယ်ဆိုပြီးတော့မြို့၄၅မြို့လောက်ကိုတစ်ခါတည်းပလန်ချပြီးတော့ခင်ဗျားပလန်နဲ့ပဲအမြဲအလုပ်လုပ်အစီအစဉ်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမြို့ပြီးတာနဲ့ခင်ဗျားနောက်ထပ်မော်လမြိုင်ဤဆက်လာပါမယ်နော်မော်လမြိုင်ပြီးခင်ဗျားအကုန်လုံးလှုပ်ထားပြီးသားအလုပ်တွေဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတိုးဆွဲတိုးထွက်ပြီးဆိုရင်ပလန်နဲ့တစ်ခါတည်းထွက်တာဖြစ်တဲ့အတွက်ကြောင့်မော်လမြိုင်ပြီးကိုလည်းခင်ဗျားတို့ဆက်လာပါမယ်မော်လမြိုင်မှာရှိတဲ့အခြေတွေရောမြို့မှာရှိတဲ့အခြေတွေအကုန်လုံးကိုလည်း အာဒါချိုပြီးတော့ပြောထားပါတယ်เนาะခင်ဗျားတို့ KP လေးကအာကိုယ့်ရဲ့ customer တွေစီကိုကိုယ်တိုင်ကိုကြလာခဲ့ပါမယ်လို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးများရှင်ပါတယ်ရှင်